်မင်္ဂလာပါကဲဒီနေ့မှာကျွန်တော်ပြောပြမယ့်ဂျပန်သတင်းကတော့သားသမီး9ယောက်စာအတွက်ဆန်ခိုးတဲ့ရှာမရှာတဲ့ဂျပန်သားဆိုတဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဗောနော်ကလေးမွေးမှုနှုန်းကျဆင်းနေတဲ့ဂျပန်မှာကလေး9ယောက်ရှယ်မွေးလာတာဗောနော်ဒါတော်တော်လေးကိုထူးခြားပြောရမှာဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းနေတာ ਨੇ အတူဒါဂျပန်လူကြီးတွေလည်းပူပူတော့ပူပူပြီးတော့နင်းလာပြီဗောနော်တည်ဆုံးတဲ့သူကပူများနေဆိုတဲ့ပုံဖြစ်နေတာဗောမွေးဖွားတဲ့နှုန်းကကျနေရောအဲ့တော့ တစ်ဖက်မှာဒီလိုမျိုးပေါ့နော်9ယောက်ထိမွေးရတဲ့ဆိုတာမျိုးอ่ะဒါဂျပန်မှာတော်တော်လေးကိုရှားတာပေါ့နော်ကျွန်တော်တို့အချင်းကမြန်မာတွေတောင်မှပဲသာသမီမွေးရင်၄ယောက်၅ယောက်မွေးရဒါပေမဲ့ခုခေတ်မှာသာသမီ၁ယောက်လောက်ပဲမွေးတော့တယ်ပေါ့နော်လူတွေကပို့ပြီးတော့ဒါစီးပွားရေးအရာရောပို့ပြီးတော့ဒါအသိပညာပို့ပြီးတော့တည်လာတယ်ဒီတားဆက်ချရဲပို့သူလာလဲတည်လာတဲ့ခါမှာပေါ့နော်တယောက်တစ်ယောက်ပဲဒါအကောင်းမွန်ဆုံးအဲတာသမီကိုပေါ့နော် ထောက်ပံ့တယ်ပေါ့နော်ထောက်ပံ့တယ်ကျွေးမွေးရယ်ပေါ့နော်အဲ့လိုမျိုးတာသမီအများကြီးမွေးပြီးတော့ဒါမောင်မမလင်းနဲ့ကျွေးမွေးတာအဲ ောက်မှတ်မှုနည်းနည်းပဲလုံနိုင်တာမျိုးမလုံကြတော့ဘူးเนาะအဲ့ဒါကြောင့်မလို့ဂျပန်လိုနိုင်ငံမှာပေါ့เนาะအဲ့ဒါသားသမီး9ယောက်မွေးတယ်ဆိုတာတော်တော်လေးကိုထူးခြားတယ်ပေါ့เนาะဒါပေမဲ့ဂျပန်လိုနိုင်ငံမှာတော့သားသမီး9ယောက်မွေးတာအရင်ကြီးတော့မထူးခြားပါဘူးဂျပန်တက်ပို့ပြီးတော့ဒါခွန်ယူစဲနိုင်ရဖြစ်တယ်မြန်မာမှာတော့မှာအခုချိန်ထိဒါနေဘက်ဒီမှာဆိုလေ9ယောက်10ယောက်တွေမွေးလာတယ်ရှိတုံးဆိုတော့ဂျပန်လိုနိုင်ငံကြီးက9ယောက်မွေးလာတော့ထားပါတော့လေဟုတ်တယ်မလားအဲတစ်ဖက်မှာပြောရင်လေလူတွေကစင်းရဲလေးလေးခလေးမွေးလေးလို့ဆိုရမှာပေါ့နော်အဓိကကတော့တဆက်ချရဲပူးတူတာအားနေလာကြအောင်ဟုတ်ပြီအဲ့တော့တရင်လေးကိုပဲဆက်ပြောမယ်နော် အဲ38နှစ်အရွယ်ရှိတယ်ဒါကုမ္ပဏီဝန်ထမ်းနဲ့ဖြစ်တယ်ဂျပန်နိုင်ငံသားကိုအာအိုမိုရီမျိုးမှာရှိတယ်စံဆက်ကနေဒါမတန်းဆင်ရသေးတဲ့စံပေါ့နော်အဲ့စံနဲ့အိတ်ကိုတဲ့ကာလာတန်ပိုရန်2000ရှိတယ်ပေါ့နော်အဲ့စံနဲ့အိတ်ကိုခိုးယူခဲ့တဲ့အတွက်ဒါသူ့ဒါတရားရုံးမှာကြားနာမှုတွေပြုလုပ်ခဲ့တယ်လို့သိရတယ်အဲ့ဒီမှာဒီလူကဘာပြောလဲဆိုတော့တခိုးတခိုးပေါ့နော်တခိုးလို့ပဲပြောရမယ်အဲ तू ကစံစည်းတွေတက်လာတော့လေသူ့မှာတာသမီးက9ယောက်အဲအိမ်မှာလူအကုန်ပေါ့နော်ဒါသူ့အဖေအမေလည်းပိုင်းပါမှာပေါ့အားလုံးမဆယ်ယောက်တောင်ရှိရောတဲ့ အဲစားတော့ဖို့အတွက်ပေါ့နော်မိသားစုစားတော့ဖို့အတွက်ခိုးယူမိပါတယ်ဆိုပြီးတော့ဒီအိမ်တော်ဦးစီးတခိုးကပြောတယ်ပေါ့နော်အဲ၃လပိုင်းလုံးကလည်းအဲ့ဒီဆန်ဆက်ကနေပဲဆန်650ကီလိုထက်အကိုးခံရသေးတယ်လို့သိရတယ်ပေါ့အဲအဲ့တော့ကျွန်တော်အခုဒီတဲ့ရင်ကိုပြောနေအခါမှာဒီလူတရားရုံးမှာပြောတာကိုကျွန်တော်ပြန်ပြောပြတယ်ပေါ့နော်အဲ့ဒါကိုကြားပြီးတော့ခင်ဗျားတို့တနာပါရမလားအဲဒီလူရပြောလေးမှာညှိုးပြီးတော့ပေါ့နော်အဲအဲ့လိုတနာတက်ကြလို့ပဲခုလိုခင်မှာလှုပ်ရှားတယ်မျက်ရည်ချူရှားတယ်အတန်ရှင်းရင်ပေါ့နော်အဲစိတ်အာယုံစားမှုရအောင်လှုပ်ပြီးပြောတဲ့သူတွေဒါချမ်းသာနေတာဗျာ ဲ့တော့ဆက်ပြောပြမယ်เนาะတရားရုံးမှာဒီအမှုကိုတရားစွဲတယ်ပြောရင်ပေါ့เนาะရဲဘက်ကစစ်ဆေးစုံစမ်းတဲ့သူတွေရဲ့အပြောအယဆိုရင်ဒီတခိုးကသူတရားရုံးမှာပြောတော့တာအသာသမီးသူ့သာသမီးစားဖို့သူခိုးယူတယ်တာပြောတာမျက်ရည်ချူလာပေါ့เนาะသူတို့စုံစမ်းစစ်ဆေးမှုရလက်လက်အယဆိုရင်ဒီလူကအင်တာနက်မှာဒီခိုးထားတဲ့ဆံကိုပြန်ရောက်ဖို့လုပ်နေအထောက်ထားတွေတွေ့ထားပါတယ်ဆိုပြောလိုက်ပါတယ်ဒါရဲဘက်ကပြောတာเนาะတကယ်သာသားသမီးစားဖို့အတွက်သူခိုးတယ်ဆိုရင်တရားရုံးကလည်းတက်ညာမှုရှိရင်ရှိနိုင်တာပေါ့နော် အခုလိုစစ်စင်းမှုရတဲ့လားဆိုတော့ဒါပြောရင်တရားရုံးမထီမဲ့ညင်နဲ့အဲတရားသူကြီးကိုဒါလိန်နဲ့ထွက်ဆိုတဲ့အမှုတော်မှာပဲဟိုတက်ချင်တက်လို့ရအနေဒါဖြစ်သွားတာပေါ့နော်ဘလိုပဲဖြစ်ဖြစ်ရောက်တေးခါတော့သူ့ကိုဒါတက်ညာမှုတော့တိတ်မရှိနိုင်တော့တော့ဘူးနော်သူကထပ်တောင်လိန်နေရဆိုတော့အဲ့တော့ဂျပန်လိုနိုင်ငံမှာတော့မပေါ့နော်ဒီလိုမျိုးစံစည်းတွေမြင့်တက်လာတာ ਨੇ အတူအဲစံကိုကိုစားဖို့ပဲဖြစ်ဖြစ်ပြန်ရောင်းဖို့ပဲဖြစ်ဖြစ်ပိုးစားကြတဲ့ဘဝတွေပေါ်လာတယ်ပေါ့နော်အဲကြောင့်အဲနိုင်ငံတိုင်းကလည်းစီးပွားရေးကောင်းနေလို့ဒါတခုတည်းများနေရပါဘူးနော်စီးပွားရေး နိုင်ကြတာဒါမှငွေကြီးဖောင်းပွားတာအကုန်စည်းလုံးတွေတက်လာတဲ့အခါမှာဂျပန်လိုနိုင်ငံတော်မှဒီလိုလူတွေပြန်ပေါ်လာတယ်ပေါ့နော်ပေါ်လာတယ်ဆိုတော့อืมတွေးကြည့်ရင်တွေးလို့ရတာပေါ့နော်အဲ့တော့ဂျပန်လိုနိုင်ငံမှာဒီလိုဘွားတွေကိုစာဖွဲ့နေတဲ့တရင်နေဖြစ်နေဆိုရင်မြန်မာမှာဒီထက်စိုးတဲ့ဘွားတွေအများကြီးရှိတယ်လက်ရှိမှာလည်းပို့ပြီးတော့ပေါ့နော်ဂျုံနေရတဲ့သူတွေဒုက္ခဘယ်လိုပြောရမှန်းတော့မသိဘူးပေါ့နော်မြန်မာကပို့စိုးပါလေဟုတ်တယ်မလားအဲအဲ့တော့ဂျပန်မှာတော့ ဒီတရင်ကတော်တော်လေးကိုပေါ့ဗျာဂျပန်လိုနိုင်ငံမျိုးမှာသားသမီး9ယောက်မွေးလာလဲထူဆန်းတယ်နောက်ပြီးတော့ဒါဆန်စည်းညင်းလို့ဆန်ခိုးတယ်ဆိုတဲ့ဟာမျိုးကလည်းဒါဂျပန်နိုင်ငံသားကျူးမွန်တယ်ဆိုတာလည်းနည်းနည်းထူဆန်းတဲ့တရင်မို့လို့ဒါပြောပြပေးတာဖြစ်ပါတယ်အစုံနေနောက်တော့ပြည့်တဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့2018ခရီးက Facebook မှာဆိုလဲအနာဆက်ခရီးဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်တရင်ရှိသလို YouTube မှာလည်း YouTube Channel မှာဂျပန်တရင်ဗီဒီယိုတွေတင်ဆက်ပေးပါတယ်ကျေးဇူးတင်ပါတယ်